안녕하세요여러분오늘은 day 7입니다디니야로군이야명이핏바리디니때문에미니야로아마이미시바우노디니미니야တိထားပြီးရဲ့လူလည်းရှိမယ်ထင်တယ်။သူကလည်း topic address ဆိုလို့ရှိရင်တော့မဖြစ်မနေလိုတဲ့ဒီ meaning ပေါ့နော်။အဲဒါဆိုတော့ဒီမှာဆိုလို့ရှိရင် want ဆိုတဲ့စကားကိုသင်ပေးမယ်။ want ဆိုတာကလည်းအဓိပ္ပာယ်ကတော့ဟန်ကြာအဓိပ္ပာယ်တရားဥစ္စာကနေစဉ်းသက်လာတယ်ဒီလိုအဓိပ္ပာယ်ဆိုရင် တိဥ္စာရေးတဲ့ပုံကမတူဘူးလေနော်အတန်ထွက်ကတော့တူတယ်အဲကြတော့ကိုရီးယားလိုရေးတဲ့အချိန်မှာ one တခုတည်းပြောပေမဲ့အတိအပယ်က3မျိုးရှိပါတယ်အဲ့ဒီထဲကတစ်မျိုးဖြစ်တဲ့ bat ဆိုတဲ့ခြံဝင်းခြံဆိုတဲ့အတိအပယ်ကိုခြေရူသူနဲ့ဆက်ဆက်တဲ့ဒီ meaning လေးတွေပေါ့ရမလားအဲ့လိုမျိုးဒီဟန်ကြလေးပါတယ် meaning လေးတွေကိုခြေပြောပြပြီးတော့မှာပါအဲဒါကြောင့်မလို့ one ဆိုတာကခြံဝင်းခြံလူစုဝေးနေတဲ့နေရာ လူတွေစုနေတဲ့နေရာလည်းပြောလို့ရတယ်လို့ပန်းချန်နေပါတယ်အဲ့လိုချန်နေလည်းပြောလို့ရပါတယ်မြန်မာလူဆိုလို့ရှိရင်ယုံဆိုတဲ့အဓိပ္ပာယ်လည်းပြောလို့ရပါတယ်ဥပမာစေးယုံတို့ပါလို့ဒါပဲနော်ဒါပဲနော်အဲ့လိုမျိုးတခုခုပြပြဆိုလို့ရှိရင်အစာအောင်တို့ပဲအဲ့လိုမျိုးအဓိပ္ပာယ်လည်းရှိတယ်ဒါပဲနော်နေရာအစာအောင်တို့ပါလို့အဲ့လိုတိုက်ဒီပါဒီပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာတချို့လိုတုံးနေအားကြောင့်မလို့ပထမမီလင်းမီနင်းတခုကကြတော့ဟာကောဟာကွန်ဆိုတာကဟတ်ဆိုတာကတချို့ဘာကိုပြောရလဲ ကျောင်းဆိုတဲ့အဓိပ္ပာယ်ဟပ်ကျိုးကျောင်းတည်းတမလားကျောင်းမလို့အဲ့ဒီဟပ်ကျိုးဆိုတဲ့ဟပ်ကနေပြီးတော့ပညာဆိုတဲ့ဟပ်ကနေဝမ်ဆိုတာပေါင်းလိုက်တာပါအဲ့ဒါကြောင့်မလို့တင်ယူတဲ့ခြံဖြစ်တဲ့အတွက်ကြောင့်မလို့ဟောက်ကတင်နန်းကိုပြောချင်တာရမယ်နော်ဒီလိုရောတော့ဘုံခုကိုရီးယားစာတင်နန်းနေတတဲဟန်ကူကောဟောက်ကကိုရီးယားစာတင်နန်းဒီလိုခေဟန်ကောရေရောပြီးရင်နောက်တစ်ခုကချောင်းဝမ် ချုံဝန်းဆိုတာကဘာလဲဆိုရင်ပန်းချင်ကိုပြောချင်တာပါ။အဲ့မဲ့တော့အဲ့ဒါကြောင့်မလို့ချုံဝန်းဆိုတာကပန်းကြီးအများကြီးလို့စုပြီးတော့စိုက်ထားတဲ့ချံကိုချုံဝန်းလို့ခေါ်တယ်။ပြီးရင်နောက်တစ်ခုယူချီဝမ်ဒီမှာလဲဝမ်ပါတယ်။အဲ့မဲ့တော့ခုနပြောထားတဲ့ချံဆိုတဲ့စကားလူတွေစုဝေးနေတဲ့ဟာဒီမှာဆိုလို့ရှိရင်မူโจချောင်းကလေးတွေစုဝေးနေတဲ့ဟာကိုမူโจချောင်းကိုယူချီဝမ်နေတာကိုဟမ်နေတာရမယ်နော်။ပြီးရင်နောက်တစ်ခုကကြတော့ဖြောင်းဝမ်ဖြောင်းဝမ်ဆိုတာဖြောင်းဆိုတာကကျေလို့ယောဂါကိုပြောချင်တာ အဲကြတော့ warm ဆိုတာက tight အဆောက်အုံယုံအလိုအဓိပ္ပာယ်ပေါ့အဲကြတော့ယောဂတွေကုတဲ့နေရာဆိုတော့လူတွေလူနာတွေစုနေတဲ့နေရာဆိုတော့ဖြောင်းဝေါ်နေတာကိုဟာကြောပြီးရင်နောက်တစ်ခုထုံမှုတော့ warm ဆိုတာခုနပြောတဲ့ခြံဝင်းတကူကိုစုနေတဲ့နေရာရှေ့မှာထုံမှုဆိုတာကဟိုပြောရလေတတဝါကိုပြောချင်တာတရိษံကိုပြောချင်တာတရိษံနေအများကြီးစုနေတဲ့နေရာကိုရှယ်တို့ပါခေါ်မှာတော့ထုံမှုတော့တရိษံယုံလို့ခေါ်မှာပေါ့အဲဒါကြောင့်မလို့ခုနပြောတဲ့ယုံဆိုတဲ့အဓိပ္ပာယ်လေရှိတယ် ပြီးရင်နောက်တစ်ခုကခွာစုပေါ့อืมဒီမီမီကတော့တိတဲ့လူနည်းနည်းမရှိတော့ဘူးထင်တယ်ခုမှ level 2 3လောက်ဆိုလို့ရှိရင်မတိတော့ပါဘူးသူကဘာလို့ပြောနေတာလဲဆိုလို့ရှိရင်ခွာဆိုတာကပြောတော့ဘုန်းတဲ့ခွာကြီးအတီးဆိုတဲ့ခွာဟုတ်ပါတော့အဲဒါတော့ခွာကြီးဆိုတဲ့ဒီအတီးသူဆိုတာကကြတော့ချေလို့နာမှုတစ်ပင်ဆိုတဲ့အိမ်ပဲကိုပြောချင်တာပါအဲဒါမျိုးအတီးတွေတစ်ပင်နေစုနေတဲ့နေရာကြီးဆိုတော့ဘာဖြစ်မှာတော့အတီးချင်းဒါပဲเนาะအဲကြတော့အတီးတွေပါညာအ ဒီလိုမျိုးအတီးအတီးရဲ့အပင်နေစုထားတဲ့ခြံစိုက်ထားတဲ့ခြံကိုခွာစုပေါ်နေတာကိုဟဲ့ဥပမာအပြင်တည့်ရခြံလို့အစားအတီးတွေစိုက်ထားတဲ့ခြံနေအဲ့ဒါတွေကိုအကုန်လုံးခွာစုဝန်နေတာကိုဟိုက်စုစတော့ခွာစုဝန်လို့ခေါ်လို့ ်ရတယ်။ဒါမှနော်အားကြောင့်မလို့ဒီနေ့ wellness စစ်တင် meaning ၆လုံးတစ်ချက်ပြောပြလိုက်ပါတယ်။ဒီ meaning လေးတွေကိုဆက်ဆက်ပြီးတော့တစ်ခါလေကြာရနောက်မှာ one bar တဲ့နေရာကိုပြောနေတယ်ဆိုလို့ရှိရင်အားတခုခုစုဝင်နေတဲ့နေရာချက်ယုံအဆောင်အဲ့လိုအသေးပဲကိုပြောတယ်ဆိုတော့ဒီလိုဘယ်လိုပြောမလဲအသေးပဲလေးကိုတိထားရမယ်နော်။ဒါကြောင့်မလို့ဒီနေ့ meaning ကတော့ဒီလောက်ပါပဲ။ shy meaning လေးတွေလည်းလေ့လာပြီးတော့တကယ်လို့ဟောစမသိဘူးတခုခုပါ냐ဆိုလို့ရှိရင်လည်းတစ်ချက်ကို comment လေးမှာရေးပြီးတော့ ပြောပေးပါမယ်เนาะတကယ်လို့အာစာရေးပြီးပြီဆိုလို့ရှိရင်လည်းဒီနေ့အတွက် meaning စာလုပ်ပြီးပြီဆိုလို့ရှိရင်လည်း comment မှာဒီနေ့ compose soil ဆိုပြီးတော့ comment လေးမှတ်ထားရဲဆိုလို့ရှိရင်တစ်ချက်လည်းကြည့်ပြီးတော့အာသူစာလုပ်ပြီးွားပြီဆိုတာတစ်ချက်လည်းသိရတယ်ဆိုတော့ comment လေးလည်းလာပြီးတော့မှန်ပြီးပေါ့ပါမယ်เนาะရောတော့ခုကတော့ဘုန်းနဲ့ယောဂီကကြာခစ်စမီတာရောတော့ဘုန်းအညောင်း